1899ခုနှစ်မေလအဲဒီနေ့ကိုဘယ်တော့မှမင်းမှာမဟုတ်ဘူးဘလဝါဒစိတ်ကံမှာလေတရင်းကိုလူကိုကြိုးစားရင်အရာအလုံးပြည့်စုံသွားတာဒက်ချ်ဘန်ဒယ်လင်းရဲ့အိမ်မက်တွေကျွန်တော်တို့အနာဂတ်တွေအကုန်လုံးရေစုံမြောက်ရရပြီပထမဆုံးဆူရှုံမှုကတော့ကျဲနေပဲပြီးတော့တနက်တင်ရတယ်နောက်တော့သူကဆုံးသွားတယ် ဒီရဲ့အကိုမက်ကလည်းကြောက်ချင်းမလားပျောက်သွားတယ်လို့ရှောင်းမကွမ်းရလို့ကောင်လေးမျိုးကလည်းအစကရင်ရဲ့စုဝေးလိုက်ရှာသူတွေလက်ထက်ပါသွားခဲ့တယ်။ I do it. အဲ့ဒီအချိန် Dutch ကိုကျွန်တော်တို့ဘလောက်ယုံကြည်ခဲ့လဲဆိုတာ။ We are going to ride out. ဘလောက်ဝါဒါမှချနာခဲ့ရတဲ့ငွေ။အဲ့ဒါတွေအားလုံးကိုလှစ်ချပြီးဥပဒေလက်ကနေလွတ်မြောက်ဖို့အတွက်နှင့်ထုတ်ထွက်တဲ့ နောက်ဖက်တောင်တန်းတွေစီကိုကျွန်တော်တို့ဥတည်ရရတယ်။အဲ့ဒီအေးခဲတဲ့ခရီးမှာကျွန်တော်တို့အသက်ရှင်ဖို့ရုန်းခံခဲ့ရတယ်။အဲ့ဒါကဘလောက်တောင်ခက်ခဲလဲဆိုတာဘယ်သူမှမသိနိုင်ဘူး။ That's just yeah, စိတ်တက်ကိုခိုင်းမအောင်လုပ်ပြီးမဲ့တူတည်တယ်မှာကျွန်တော်အားသာမော်တာဂျိုမတ်စတန်ပူစီယာမတ်ရူးစ်ဗီဗီယန်ဆန်ဟာဗီယာအက်စကွဲလာလင်နီဆာမတ်ချာစမစ် Angel နဲ့ Michael ရဖြစ်တဲ့ Abigail Roberts Susan Grimshaw Molly Oshi Tilly Jason Karen Jones Come on Arthur Mary Beth Gasky တို့ပါဝင်ခဲ့ကြပါတယ်တို့ပြင်ဒီစီရှာသူ Simon Pearson ပစံချေသူ Leo Postron နဲ့တရားဟောဆရာ Ryan Sunsan လို့လဲရှိပါတယ် နောက်ဆုံးတော့အများရန်ပြဿနာရှာတတ်တဲ့မိုက်ကယ်လည်းရှိနေခဲ့တယ်။ကျွန်တော်တို့အဖွဲ့ဟာကင်တာလို့ခေါ်တဲ့ဆွန့်ပစ်ထားတဲ့တပ်ထုတွေမျိုးလေးမှာယာယီခိုအောင်ခဲ့ကြတယ်။အစားတော့ရှာပါ၍အခဲကြီးအသက်ရှင်ဖို့အတွက်တခုခုလိုအပ်နေခဲ့တယ်။ဒီမှာ Dutch Michael နဲ့ကျွန်တော်တို့၃ယောက်ပါတီပွဲလုပ်နေတဲ့အိမ်အိမ်ကိုရှာတွေ့ခဲ့တယ်။ဒါပေမဲ့တွားကြည့်တော့မှအဲ့ဒါကပြန်ပတ် โอดริสโกรีရဲ့အတိုင်းမျိုးဖြစ်နေမှာဖြစ်လာတာကျွန်တော်တို့တော့သူတို့ကိုရှင်းပြလိုက်တဲ့အခါအိမ်ထဲမှာမိုဆူးမာလေး CDS ကကိုတွေ့ကြရတယ်သူခင်မုန်းတယ်ကတော့โอดริสโกรีရဲ့လက်ချက်နဲ့အသက်ခံခဲ့ရပြီသူမရဲ့မျက်လုံးထဲကဒေါသနဲ့ဝမ်းနည်းမှုပါအဲ့ဒါကဘလက်ဝါတာမှာကျွန်တော်တို့ခံစားခဲ့ရတဲ့ခံစားချက်နဲ့အတူတူပဲဒီလိုနဲ့ပဲကျွန်တော်တို့ ဗန်တဲလင်ကိုင်ဟာစီဒီကိုကျွန်တော်တို့ရဲ့မိသားစုဖြစ်ခေါ်ယူခဲ့ပြီးတောင်နှမ်းပေါ်လို့ထပ်ပြေးပို့ဆောင်မှုစတင်ခဲ့ရတာပေါ့ဘလက်ဝါတာကထပ်ပြေးလာရတဲ့ကျွန်တော်တို့ဖွဲ့ကောင်ဘက်ကိုဆင်းနိုင်ဖို့အတွက်ဒက်ချ်ကတော့ပြောလို့ရှိနေခဲ့တယ်ဒါကြောင့်ဟူစီယာရဲ့စကားကိုနားမထောင်ပဲချမ်းသာကြွားတဲ့စီတထီလီဗာဒီကတ်စကော်ရဲ့ယထာကိုလူကိုဆုံးဖြတ်ခဲ့တယ် Shit! No! What? God! Oh, you have got to be kidding me! Where did you find that moron? You said it was I'm fine. So it's my fault. Come You're pathetic. Here we go! Here we go. planning on doing in there? Listen to me. အဲ့ဒီလောရက်ကပဲကျွန်တော်တို့ရဲ့အကြီးမားဆုံးပြဿနာကိုစတင်စေခဲ့တာပေါ့။ကောရောကဒေါသအိုးနဲ့လက်စားချေဖို့ဆိုပြီးပန်ဂါတန်စုံတော်တို့ကိုငားရန်လိုက်တယ်။အေဂျင့်အန်ဒရူးမီတန်နဲ့အကာရှော့စ်လို့ပုဂ္ဂိုလ်ကကျွန်တော်တို့နောက်ကိုတောက်လျှောက်လိုက်လာတော့တာ။ ကျွန်တော်တို့ရဲ့ဥရိမဲ့ကာလာတွေကုံဆုံးတော့မယ်ဆိုတာ death ကြီးတယ်။ဒါကြောင့်သူဟာနောက်ဆုံးချင်းအကြီးစားလူရမှုဆိုတဲ့ကတိတစ်ခုကိုပေးခဲ့ပြီးကျွန်တော်တို့ကိုလွတ်မြောက်စေမဲ့မျိုးရည်စုဆောင်မှုကြိုးစားခဲ့။ကျွန်တော်တို့ဟာ new hanover ပြည်နယ်ကမြင်းခွာကျောင်းကွေမှာအခြေချခဲ့ကြတယ်။အဲ့ဒီမှာအလုပ်ပေါင်းစုံလုပ်ပြီးပတ်စံရှာခဲ့ကြတာပေါ့။ဒီချိန်မှာလားနဲ့ချီပြီးမတွေ့ရတဲ့ ဂျိုဆန်ယာထော်လော်နီရဲ့အကူအညီနဲ့ဖန်ဆီးခံရတဲ့ရှောင်းကိုလည်းပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်။အဲဒီလိုခက်ခဲတဲ့ကာလမှာသူ့ကိုပြန်တွေ့ရတာဟာကျွန်တော်တို့အတွက်တော့အကြီးမားတဲ့အားတစ်ခု။ဒါပေမဲ့ဒီညဉ့်ညံ့မှုကကြာကြာမခံလိုက်ပါဘူး။ဗယ်လင်တိုင်းမြို့မှာကော့ရော်ရဲ့လူတွေနဲ့တနက်ဖြစ်ခတ်မှု ကြီးကြီးမားမားဖြစ်ခဲ့ရတယ်လို့စကမ်းအပြင်မှာ မီတန်နဲ့ရှော့တို့ရဲ့မျက်နှာချင်းဆိုင်ရင်ဆိုင်တိုက်ခတ်မှုကိုလည်းကျွန်တော်တို့ခံခဲ့ရတယ်။ ဒါကြောင့်ကျွန်တော်တို့ဂိုင်းဟာဖတ်ပြီးဖို့ထမှန်အတင်းကျိတ်ဖြစ်ခဲ့ရပြန်တယ်။ဒီတခါတော့လေမွိုင်းပြည်နယ်ကကလီမန်ပွိုင်ကိုရောက်ခဲ့ကြတယ်။ရုစ်မှာကျွန်တော်တို့ဟာပြည်တွင်းစစ်တုံးကရွှေတွေခွာထားနိုင်တယ်လို့ယူဆရတဲ့ပြိုင်ဘက်မိသားစုနှစ်ခုဖြစ်တဲ့ Green နဲ့ Brave တို့နဲ့ပတ်သက်ပြီးခဲ့တယ်။ That's yet again line နှစ်ဖက်စလုံးအတွက်အလုံးလုံးပေးပြီးသူတို့နှစ်ဦးကိုရန်တိုက်ပေးခဲ့တယ် ဒါပေမဲ့ကျွန်တော်တို့လှည့်သားနေတာကိုနှစ်ပတ်စလုံးကတည်သွားတော့အရာရာ ပြောင်းလဲသွားခဲ့တယ်။ရှောင်းကို Grace ကခြုံကိုတက်ခဲ့ပြီး Rose မှာအဆုံးထိနေလိုက်။ဒါရီမက Braveway တွေကဂျွန်နဲ့ AVK ရဲ့တာလီ Jack ကိုပါဖမ်းသွားတယ်။အဲ့ဒီဖြစ်ကကျွန်တော်တို့ဂိုင်းရဲ့ဒေါသအုပ်ကိုဆော့ပေးလိုက်တာပဲကျွန်တော်တို့မပါလောက်ခက်လဲဆိုတော့အဲ့ဒီမိသားစုနှစ်ခုလုံးကိုတပ်ပစ်ပြီးလက်တော့ပြန်ခဲ့တယ် ပြီးတော့ဂျက်ကို စိန်တနင်းမြို့ကြီးကရာဇဝတ်ကောင်းဆောင်အင်ဂျလိုဘရွန်တီစီ ရောင်းစားလိုက်တယ်ဆိုတာသိလိုက်ရတယ်။ဒီလိုနဲ့ကျွန်တော်တို့ဟာကြီးမားတဲ့မြို့ပြဖြစ်တဲ့စိန်တနင်းရဲ့အန်ရဲကြားတဲ့ကိုခြေချဖို့အသင့်ဖြစ်ခဲ့ရပြီ။ဂျက်လေးကိုပြန်ခဲ့ဖို့ကကျွန်တော်တို့ရဲ့တခုလွဲသောရည်မှန်းချက်ဖြစ်လာခဲ့တယ်။ host မှာတနက်ပြခတ်မှုတွေနဲ့ brave chain ကြီးကိုကျွန်တော်တို့ဝင်စီးပြီးနောက်မှာမိတန်နဲ့ shorts တို့ဟာကျွန်တော်တို့ရဲ့စကန်ကိုခြေရခမိတော့ခဲ့ပြီဒါကြောင့်ခိုင်းကို shady belt ဆိုတဲ့နေရာကိုလုံလုံသာရွှေ့ပြောင်းပြီးတဲ့အခါ dutch john နဲ့ကျွန်တော်တားလေး jet ကိုပြန်ရဖို့စိတ်နှင်းမြူတွေက angel brondi ရဲ့အင်ဂျီစီကိုတွားခဲ့ကြတယ် brondi က jack ကိုပြန်ပေးခဲ့ပေမဲ့ သူဟာကျွန်တော်တို့နဲ့ဖက်လေတကယ်နှုတ်ဆက်ပြီးနောက်ထောင်ချောက်တစ်ခုစီတို့ဥတီခေါ်သွားခဲ့တာပဲဒါဟာဒတ်ရဲ့စိတ်ကိုစတင်ပျက်စီးစေခဲ့တဲ့အရာတွေတဲကတခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်လက်တော့ပြန်တဲ့အနေနဲ့ဟိုဆီယာရဲ့တောင်းပန်မှုတွေကို လုံးဝလူလူရှုပြီးဒတ်ဟာဂိုင်းနဲ့အတူဘရွန်ဒီကို ပြန်ပေးဆွဲခဲ့တယ်ပြီးတော့မြစ်ထဲကမိချောင်းတွေကိုအစာကျွေးပစ်ခဲ့တယ် သူ့ကိုအရှင်လက်လက်တက်ပြလိုက်တာကိုခြံကျင်တော်ပါထိရန်တုံလို့ဆိုမြင်ခဲ့ရတယ်။အဲ့ဒီအချိန်ကစပြီးဒတ်ချာတဖြည်းဖြည်းပြောင်းလဲလာပြီဆိုတော့ကျွန်တော်သိလာတယ်။ဒတ်ချာဒီနိုင်ငံမှာကျွန်တော်တို့အတွက်အနာဂတ်ဆိုတာမရှိတော့ဘူးလို့ယုံကြည်သွားခဲ့ပြီ။ဒါကြောင့်ပြည်ပကိုထွက်ပြေးဖို့လုံလောက်တဲ့ငွေတွေရဖို့အတွက်စိတ်နဲ့ပံကိုဓမြတိုက်ဖို့ဦးဆောင်ခဲ့တယ်။ဖရွန်တီကိုပြန်ပွေးဆွဲတဲ့အတွက်မြို့ထဲကိုရောက်နေတဲ့ပန်ကားအတွက်နေဟာ ဘာနဲ့များတိုက်တဲ့အခါဝင်ရောက်ခဲ့တယ်။အဲ့ဒီတိုက်ပွဲကအကြီးမားဆုံးဆုံးရှုံးမှုပဲ။မီတန်ဟိုင်းကျွန်တော်တို့အားလုံးရဲ့ရှေ့မှာဟိုဆီယားကိုတပ်ပစ်လိုက်တယ်။အဲ့ဒီနောက်မှာဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုအတွင်းလန်နီလိုကောင်လင်းမျိုးလည်းကြာဆုံးခဲ့ရပြီးဂျွန်ကလည်းအဖမ်းခံလိုက်ရတယ်။ကျွန်တော်ဒတ်ဘီအာဗီယာနဲ့မိုက်ကယ်တို့ဟာကူပါကိုဥတီတဲ့လေတစင်းနဲ့ထွက်ပြေးခဲ့ကြတယ်။ Charles ကတော့ကြံခဲ့တဲ့ဂိုင်းသားတွေကိုပြန်စုစည်းပြီးလုံခြုံတဲ့နေရာကိုရှေ့ပြောင်းမှုအတွက်နောက်ပြန်လှည့်ခဲ့ရတယ်။စင်တနင်းမြို့ကနေလွတ်မြောက်ပြီးနောက်ဗန်ကနေလူဦးတာတဲ့ပတ်စံတွေနဲ့ပင်လယ်ရေချားထွက်ပြေးဖို့ကျွန်တော်တို့လှေစီးလာခဲ့ပေမယ့်မိုးတက်မှုန်တမ်းကြီးတစ်ခုကြားရောက်ပြီးလှေကနစ်မြုပ်သွားခဲ့တယ်။ ျွန်တော်တို့ဟာဂူအာမလို့ခေါ်တဲ့ကျွန်းကျွန်းကိုကံကောင်းထောက်မစွာရောက်ရှိခဲ့ကြတယ်။အဲ့ဒီမှာကျွန်တော်တို့ဟာဖိနှိပ်ချုပ်ကျတဲ့ဈာဆိုင်ကင်းပိုင်ရှင်တွေနဲ့ကျွန်းပြုခံထားရတဲ့ဒေတာကန်ပြည်သူတွေဈာကစစ်ပွဲတစ်ခုထဲမှာပါဝင်ပတ်သက်ခဲ့ရတယ်။ကျွန်တော်တို့အဖွဲ့ကတော်လန်ရေးကိုအောင်မြင်စွာကူညီပေးခဲ့ပြီးနောက်အမေရိကန်ပြည်ထောင်စုစီပြန်လည်ရောက်ရှိလာခဲ့ကြတယ်။ကျန်တဲ့ဂိုင်းသားတွေနဲ့အတူ လက်ချီမှာပြန်လည်ဆုံစည်းခဲ့ကြတယ်။ ကျွန်တော်တို့စကန်းကိုပန်ဂါဒန်နေဝင်လိုက်တာကိုချေဖြတ်ပြီးတဲ့နောက် Dutch ဟာဂိုင်းသားတူဦးကတည်င်းပေးလုံးနေတယ်လို့တန်တရားတွေဝင်လာပြီးစိတ်ဖောက်ပြန်လာခဲ့တယ်။အဲ့ဒီလိုမကြခင်မှာပဲကျွန်တော်တို့ကဘီဘာဟူလိုကိုပြောင်းရွှေ့ခဲ့ရတယ်။ပျောက်ကွယ်နေတဲ့မော်လီကစကန်းကိုရောက်လာပြီးဘန်တမရတိုင်းမှုအကြောင်းကိုပန်ဂါဒန်တွေကိုသူတည်င်းပေးခဲ့တယ်လို့ဩပြောခဲ့တယ်။ Dutch ကသူ့ကိုဘာမှမလုပ်ခဲ့ပေမဲ့စက စူဇန်ကတော့ဒေါသတကြီးနဲ့သူမကိုတတ်ပစ်ခဲ့တယ်။ဒါပေမဲ့တကယ်တမ်းကျတော့မော်လီဟာဗန်ဒမြားတိုက်မှုအကြောင်းတည်မပေးခဲ့ဘူးဆိုတာနောက်ပိုင်းမှပေါ်လာတယ်။ဒက်ချာနောက်ဆုံးအကြီးစားလူရွမှုတစ်ခုကိုပဲစိတ်ဆွမ်းလန်းနေခဲ့တယ်။သူကဂျွန်မစတန်ကိုအရင်လွတ်အောင်မလုပ်သေးပဲစောင့်ခိုင်းနေပေမဲ့ကျွန်တော်နဲ့စီရီကတော့ဒက်ချရဲ့ဇကားကိုဆန့်ကျင်ပြီးဂျွန်မစတန်ကိုကယ်ထုတ်ဖို့သွားခဲ့ကြတယ်။ ဒီလိုရက Dutch ကိုဒေါ်သာထွက်စေခဲ့တယ်။မကြခင်မှာပဲကျွန်တော်ရဲ့ကံကံမှုတွေကြားက Dutch ဟာအာယုံလွှဲဖို့အတွက်ဒေသခံတိုင်းရင်းသား American မျိုးနွယ်စုကို American စစ်တပ်နဲ့ပဋိပက္ခဖြစ်အောင်ကြိုးကင်ခဲ့တယ်။အဲ့ဒီအချိန်ကစပြီး Dutch ဟာကျွန်တော်ကိုတန်တရားဝင်လာခဲ့တယ်။ Michael ကလည်း Dutch ရဲ့ညာလက်ရုပ်နေရာကိုတမင်တကာယူပြီ desk ကိုကျွန်တော်အပေါ်ပို့ပြီးအထင်အမြင်လွဲအောင်ဖန်တီးခဲ့တယ်။ desk ဟာအရင်ကကျွန်တော်တီးခဲ့တဲ့သူမဟုတ်တော့ဘူး။သူဟာလူတက်ဖို့လက်စားချေဖို့စိတ်ဖောက်ပြန်ဖို့တွေကိုပဲပို့ပြီးလှုပ်ဆောင်လာခဲ့ပြီ။ကျွန်တော်တို့ရဲ့အဓိကစံနှုန်းတွေကိုစွန့်လွှတ်ခဲ့ပြီ။ဒီကြားထဲမှာကျွန်တော်မြင်းခွာအကြောင်းကိုမှတော့အကျွေးတတောင်းခဲ့တဲ့လေသမားတောမတ်စ်ဒေါင်းစီကနေတီဗီယောဂကုသခံခဲ့ရပြီဆိုတာသိလိုက်ရတယ် ကျွန်တော်မှာအသက်ရှင်မှုအချိန်တူတူလေးပဲကျွန်တော်တာကိုတည်လိုက်ရတဲ့အခါကျွန်တော်လုတ်ခဲ့တဲ့လွယ်ရက်တွေကိုပြန်စဉ်းစားမိတယ်ကျွန်တော်မသေးဆုံးခင်ဂိုင်းကိုဘလို့ကာကွယ်ပေးသွားရမလဲဆိုတာကျွန်တော်တွေးနေတော့တာပဲကျွန်တော်ရဲ့ယောဂကိုသိရှိပြီးတဲ့နောက်ဂိုင်းသားအချို့ဟာစိတ်ပြတ်အားငယ်ပြီးထွက်ခွာသွားခဲ့ကြတယ်ဒီကြားထဲမှာ Dutch နဲ့ Michael တို့ဟာစစ်တပ်ရဲ့ငွေစင်းရထားကိုနောက်ဆုံးအချိန်လူရက်ဖို့စီစဉ်ခဲ့ကြတယ် ကျွန်တော်ကတော့ဂျွန်မာစတန်ကိုအဲ့ဒီလူရမှုပြီးတာနဲ့သူ့မိသားစုနဲ့အတူထွက်ပြေးပြီးဘဝသစ္စာကိုစီရင်ခဲ့တယ်။နောက်ပိုင်းမှာဒတ်ချ်ဟာကော့အော့ဒ်ကိုတပ်ပစ်ခဲ့ပြီးကျွန်တော်တို့နောက်ကိုပန်ငါရန်တွေလိုက်နေရတာဟာသူ့ကြောင့်လို့အပြစ်ပုံချခဲ့တယ်။ဂျင်နန်ဆက်ယွန်လူရမှုတုံးမှာဒတ်ချ်ဟာကျွန်တော်ကိုအမေရိကန်စစ်တပ်လက်ထက်ပြစ်ထားခဲ့တဲ့အချိန်မှာကျွန်တော်ရဲ့ဒတ်ချ်ဘော်ယုံကြည်မှုစတင်ရင်းရံခဲ့ ဒါပေမဲ့ဂျွန်မတ်စတန်ကိုရထားလူရဲ့မှုအတွင်းမှာဒတ်ချ်ကတိုက်ဆုံးမှုပြစ်ထားခဲ့တဲ့အချိန်ပြီးတော့အဗီဂေးကို မီတန်တို့ဖမ်းသွားတာကို ပြန်မကယ်ဖို့ညှင်းဆိုတဲ့အချိန်မှာတော့ကျွန်တော်ရဲ့ယုံကြည်မှုအပြီးပိုင်ပြိုခဲ့တယ်။ဒတ်ချ်ရဲ့စကားကိုစန့်ကျင်ပြီးကျွန်တော်ဟာစီဒီရဲ့အကူအညီနဲ့အဗီဂေးကိုကယ်ဆယ်ခဲ့တယ်။မိုက်ကယ်ကဂူအာမားကနေပြန်ရောက်ခဲ့ကပန်ဂါဒန်တွေအတွက်တည်င်းပေးလုပ်နေတာကိုဖွင့်ဟပြောဆိုခဲ့တယ်။ အဲ့ဒီနောက်မှာမီတန်ကို AVK ကပြစ်တက်ခဲ့ကျွန်တော်စကန်းကိုပြန်မသွားခင်အမျိုးသမီးတွေကိုဖေးခင်ရထောက်ခွာဖို့မှာကြခဲ့ပြီးနှုတ်ဆက်ခဲ့။ That's the way that's the way it is. You saved my life. စကန်းကိုရောက်တဲ့အခါမိုက်ကယ်ဟာပင်္ဂါတန်ရဲ့သတင်းပေးမှန်း desk ကိုဖွင့်ပြလိုက်တယ်။မိုက်ကယ်ကငင်းတယ်။ဒီကိစ္စကပဲကျွန်တော်နဲ့မိုက်ကယ်ကြားအချင်းများမှုဖြစ်ပေါ်စေခဲ့တယ်။ ဒီအချိန်မှာတေဘီတို့ထင်ထားတဲ့ဂျူမာစတန်ရုတ်တရက်ရောက်လာပြီးဒက်ချ်ကိုသူ့ကိုတေဘုပစ်ထားခဲ့တယ်လို့ပြောလိုက်တယ်။ကျွန်တော်လည်းဘသူကပဲပတ်လဲဆိုတာရုတ်ခိုင်းလိုက်တဲ့အခါစူဇန်နဲ့ဂျူမာစတန်တို့ကကျွန်တော်ဘက်ကရက်တည်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲဟာဗီယာကပန်ဂါရန်လေးရောက်လာပြီးလို့ပြောလိုက်တဲ့အတွက်စူဇန်အာယုံပြတ်သွားတော့မိုက်ကယ်ကသူ့မကိုတနက်နဲ့ပြတ်တက်လိုက်တယ်။ဒက်ချ်ဟာ သူတနတ်ကိုထုတ်ပြီးဘသူတွေဘယ်ဘက်ကလဲဘသူတွေကတစ္ဆာပေါက်လဲလို့အားလုံးကိုမိခဲ့တယ်။ B. Havia, Michael, Jonas, Kriro ဟာ Dutch Pet ရက်တီပြီးကျွန်တော်နဲ့ John ကိုစန့်ကျင်ခဲ့ကြတယ်။ဘာမှမဖြစ်ခင်မှာ Edgar Ross ဦးဆောင်တဲ့ပန်ဂါဒန်တွေဟာ Piper ဟိုလူကို တိုက်ခိုက်လာတဲ့အတွက်ကျွန်တော်တို့၈ယောက်စလုံးတော်တဲ့ထပ်ပြေးခဲ့ကြရတယ်။ကျွန်တော်ဟာကုကညမာကိုလက်ခံနိုင် ကျွန်တော်ဟာ Jones လွတ်မြောက်ဖို့အချင်းရအောင်ပန်းကားတန်းတွေကိုရင်ဆိုင်ခဲ့တယ်။ Michael ကကျွန်တော်ကိုခြုံကိုတိုက်ခိုက်ခဲ့တယ်။ကျွန်တော်တို့ရန်ဖြစ်တုံးမှာ Dutch ရောက်လာတယ်။ကျွန်တော်ဟာ Dutch ကို Michael ကိုစွန့်ခွာဖို့စီရင်ခဲ့တယ်။ Michael ကလည်း Dutch ကို Black Water ကငွေတွေယူဖို့ပြောခဲ့ပေမဲ့ကျွန်တော်တို့နှစ်ယောက်လုံးကိုဆွတ်လို့ပြီးထောက်ခါခဲ့တယ်။တော်သားထွက်နေတဲ့ Michael လည်းလိုက်သွားခဲ့တယ်။ကျွန်တော်ဟာရရှိလာသောဒဏ်ရာတစ်ချက်များနဲ့ တီဘီယောဂါကြီးနှိမ့်ဆက်မှုကိုတောင်းခံနေရင် နေထွက်ချိန်နေအောင်ကြီးအောက်မှာတရေတကောင်ကို မြင်လိုက်ရကအမြင်အာရုံများစတင်ကျင်းပြောင်းလာခဲ့လေပြီ။